ဆရာတဲ့ကလင်ဝန်တင်းအိုင်ဘင်းလီပလက်မီမထွက်လို့ဆရာဘယ်လိုင်းနေစစ်ကြည့်ရမလဲဆရာတဲ့ဖြစ်ပေးပါအောင်ကျေးဇူးပြုပြီးတဲ့โอเคเอ่อคลีวันตินไอบิงตัวก็มีตาเนาะคลีวันตินอ่ะเราคุณน่ะโมเดลอเนกเนี่ยเอ่อวันตินไอบิงป่ะเนาะไอ้กองนี้อ่ะพลัมมี่ถั่วเลยสรุปอดิก็ก็เราก็พลัมมี่ตั่วเลยสรุปเนาะอดิก็ปรมานัมเบอร์1เสียมาก็ ခုနကအဲ CKB စင်စာဆိုတဲ့ grain position စင်စာအဲ့ဒါကိုရင်ဆက်ရမယ်အဲ့ဒီစင်စာကနေပြီးတော့ကျွန်တော်ခုနကဒရင်ပိုးတဲ့ data ထွက်လာအဲ့ဒါ ECUC ရောက်လာဒါပထမစင်ဆက်ရပါမယ်အဲကျွန်တော်တို့သူထွက်ပြီး CKB data ထွက်ပြီးဆိုတော့ကျွန်တော်ရပြီလားလို့မေးစရာရှိတယ်အဲသူထွက်ပြီဆိုမီးမထွက်သေးနဲ့တခြားသောအကြောင်းအရာရှိသေးတယ်ဗျကျွန်တော်ခုနကအဲစင်စာ short ချနေရမျိုးတွေစင်စာ error ရှိနေရမျိုးတွေဆိုလည်းမီးမထွက်ပါဘူးအဲ့တော့ဘယ်စင်စာတွေက error ရှိတတ်တယ်ပေါ့နော်အများစုကတော့ပလမီးမထွက်စီလောက်အောင်ဖြစ်တတ်တဲ့စင်စာ error ဆိုတော့ကျွန်တော် သူ့မှာကကျွန်တော်လီဘာစင်စာအဲ့ဒါပေါ့ TP စင်စာအဲ့ TP စင်စာတွေရှော့ကြနေရေဘိုးရိတ်တွေ over ဖြစ်နေတယ်เนาะအဓိကတော့ကျွန်တော်က TP စင်စာကရှော့ကြတယ်ဆိုတာထဲဘိုးရိတ်တွေ over ဖြစ်နေရင် ECU ကနေပြီးတော့ဒါဟာအဲ့အနေအခြေအနေလို့တတ်မှတ်ပြီးတော့ကျွန်တော်တို့ဒါမီးမထုတ်ပြရမျိုးဖြစ်ပါတယ်ကျွန်တော်လီဘာအကုန်တင်ထားတဲ့အခြေအနေမျိုးတွေဒီဘာတော့မတင်ဘူးပေါ့ဗျာအဲဒါပေမဲ့လို့လီဘာအကုန်တင်ထားတဲ့အခြေအနေမျိုး အဲကျွန်တော်တို့ဒါ signal ပိုးလေးတွေထွက်နေမယ် ECU လန့်ပို့နေမယ်ဆိုရင်လည်း ECU ကပလက်မီကိုထုတ်ပေးမှာမဟုတ်ပါဘူးအဲ့တော့ဒါအနေအချင်းလေးတို့တက်မှတ်ပြီးတော့ကျွန်တော်တို့ပလက်မီကိုဖြောက်ထားပေးမှာဖြစ်ပါတယ်အဲတခြားသောစင်ဆာတွေလည်းစစ်ဆေးတင်တယ်ဒါပေမဲ့လို့အများစုကတော့ခုန CKB စင်ဆာနဲ့အဲဒီကျွန်တော်တို့เนาะအခုကျွန်တော်ပြောတဲ့ဒီပါစင်ဆာကအများစုပလက်မီကိုဖြောက်တဲ့ပြဿနာပါเนาะ အဲအဓိကကတော့ခဏဘလက်မီးမလာဘူးဆိုရင်နောက်ထပ်ဆေးရမှာဘလက်ကွိုင်ကိုအပေါင်းရောက်ရလားဆေးတော့ဆေးရမှာเนาะဒါကတော့အလွယ်လေးဆိုကျွန်တော်ထည့်မပြောတာဒါလေးတွေဆစ်တင်ပါတယ်ဘလက်ကွိုင်ကိုကျွန်တော်တို့အပေါင်းပူအားရောက်လားဒါမှမဟုတ်ရင်ဘလက်ကွိုင်စီကို ECU ကနေအနုတ်ပူအားပြတ်တော့ပြတ်တော့ပို့လားအဲ့ဒါလေးဆေးရမယ်အများစုတော့ ECU ကနေဘလက်ကွိုင်မှာပို့လို့ဘလက်ကွိုင်မှာထွက်တာများပါတယ်အဲကျွန်တော်တို့ဘလက်ကွိုင်ကနေဘလက်ကွိုင်စီကို ECU ကရောက်တယ်အပေါင်းလေးရောက်တယ်နှုတ်လေးရောက်တယ်ဆိုတော့ကျွန်တော်မီးမထွက်တာတော့ရှားပါတယ် အဲ့လိုမထွက်ဘူးဆိုလို့ကျွန်တော်ကတခုခုနကထက်ဆစ်စီရရှိပါသေးတယ်ခုနနော်ဆဲစီရောအပေါင်းရောက်လားအနှုတ်ရောရောက်လားနော်ဆဲရောလှုပ်လို့လားအများစုကတော့ကျွန်တော်က CKB ကြောင့်ဆိုရင်နော်ဆဲလည်းအလုံးမလုံးတာရှိပါတယ်အဲ့တော့နော်ဆဲရောရော့စစ်ကြည့်ပါအဲ့တော့နော်ဆဲလှုပ်လို့တယ်ဘလက်ကွယ်မင်းမလုပ်တာဆိုရင်ရောအဲ့သူ့တပိုင်းတွေ ECU ကဘာကြောင့်ဖျောက်ထားတာလဲအဖြေရှာပါလိမ့်မယ် ECU ကနေဘလက်ကွယ်ဒီလာကြိုးမြန်ကြားထဲမှာပြတ်နေတာလား ဲစစ်စေးစစ်စေးစရာကြီးတော့များစွာရှိနေမှာအခုကျွန်တော်ပြောတဲ့နေရာမှာစစ်စေးစရာတော်တော်များများပါလာပြီအဲ CKB ပါမယ်လီဘာစင်တာပါမယ်ခုနဂျူကွန်ဒီရှင်ကြီးကောင်းမကောင်းကမယ်ပါမယ်ပဲအပေါင်းရောက်ရောက်ဆဲရမယ် ECU ကနေအနှုတ်ထုတ်ပေးလာမပေးလာဆဲရမယ်ခုနနော်ဇယ်ဒီလာထုတ်လာမတူတာစစ်ပါအဲ nozzle ဒီထွက်ပြီး black wire မထွက်ဘူးဆိုတော့အထိပ်ပဲတော့တိတ်မရှိခြင်းမူအဲ့တော့ပျောက်ရင်နှစ်ခုလုံးပျောက်ဖို့များရတယ်အဲ့တော့စစ်စည်းကြည့်ပါ CKB ကြောင့်ဆိုရင်လည်းနှစ်ခုလုံးပျောက်နိုင်တယ်အဲခဏကကြိုးပြက်ရင်လည်းသူ့တစ်ခုတည်းကွက်ပြီးပျောက်နိုင်မှာနော်အဲ့တော့အခုပြောတဲ့အဖြေတွေထဲမှာတစ်ခုတော့ပါနိုင်မှာစစ်စည်းကြည့်ပါနော် ဒါမှမဟုတ် EC မကောင်းတဲ့ဖြစ်နိုင်ပါတယ်